င်္ဂလာပါ။ Orange County ရဲ့ Iron မြို့မှာမြို့ပြစီမံရေးတစ်ခုကိုဖော်ဆောင်ခဲ့တဲ့ဒေါ်နယ်ဘင်းကြောင်းလေးကိုပြောပြပေးခြင်းပါတယ်။ American ပြည်ထောင်စု California ပြည်ရဲ့ဤတောင်ဘက်ပိုင်း Pacific ဒေသနှင့်ထိစပ်လျက်ရှိပြီးလှပသောကမ်းခြေများကြောင့်အလွန်ကျော်ကြားတဲ့ Orange County Orange County ရှိဧက9300ကျော်ဝန်းသော Iron မြို့ကိုအကြီးဆုံးနဲ့အကျော်ကြားဆုံးစနစ်ပကျကြိုတင်စီမံကိန်းရေးဆွဲပြီး မြို့ပြဒေသတစ်ခုပြည်ဖန်တီးရတွင်အဓိကဦးဆောင်သူဒေါ်နယ်ဘရင်သူ့ရဲ့ရည်ရွယ်ချက်ကတော့လူတွေနေထိုင်အလုံးလုံးအပန်းဖြေနိုင်မယ်ဟန်ချက်ညီတဲ့အသံဝင်တစ်ခုကိုဖန်တီးဖို့ပါသူကမြို့ပြစီမံကိန်းတစ်ခုကိုအခြေခံထားတာကြောင့်ကိုပိုင်တင်ဒီတူကလည်းရာယူနီဗာစီဆေးဝယ်စင်တာသမှုလုပ်ငန်းကုန်သွယ်မှုလုပ်ငန်းတွေနဲ့မြို့တမျိုးလုံးကိုဆနစ်တကျလွယ်တကူသွားလာနိုင်အောင်ပြင်ဆင်ထားတာပါ။တဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့နဲ့ပညာရေးအထောက်အပံ့ပြုဖို့အတွက်သူရဲ့ဆရာချက်ချက်မှုကိုထင်ရှားပေးရပါတယ်။ အိုင်မရင်ကုမ္ပဏီရဲ့စီမံကိန်းတွေကလူမျိုးအင်အားတိုက်ခတ်များစီးပွားရေးငွေရှင်ကြီးများတွဲကလပ်စီအဆင့်ရှိတဲ့ရုံးခန်းများဈေးဝယ်စင်တာများဟာဒေါ်နယ်ဘရင်ကရေရှည်ပိုင်ဆိုင်ထားပြီးအငှားချထားခြင်းဖြင့်စစ်စစ်မပြတ်ရရှိနေတဲ့ဝင်ငွေလမ်းကြောင်းများကအဟာပြူလာကြတဲ့အပြင်ရေရှည်ပိုင်ဆိုင်မှုစနစ်တကျမျိုးပြစီမံကိန်းရေးဆွဲမှုကဘာဝပတ်ဝန်းကျင်ပေါ်ထားရှိတဲ့အငင်းကျမှုတို့နဲ့ပေါင်းဆက်ထားတဲ့ရလဒ်ပဲဖြစ်ပါတယ်။အင်ချန်နီနယ်ပယ်မှာ ကြီးမြတ်မှုကိုရေရှည်ဖန်တီးနိုင်ရအမျှော်မြင်ကြီးမားသူတဦးအဖြစ်ပေါ်ပြပေးလိုက်ပါတယ်ရှင်။ဂျာတီဦးလူအေလာဘီမို့လူလူထထေးလေးနေကြပါနော်။အားလုံးပဲတက်တာပါ။